မင်္ဂလာပါဒီတစ်ခေါက်လေးမှာကျတော့တပင်နယ်လေးကလေးကိုအဆန်ခွဲကလေးနဲ့ဈာပွင့်မပါဘဲနဲ့ဒီလိုအသားချက်အခြေလေးရင်းနေပေါ့နော်ဒီဇိုင်းလေးပြပေးမယ်အတားလေးကတထဲပဲရှိပါတယ်အစင်လေးရောအယောင်လေးရောလှရယ်ပေါ့နော်သူကအယောင်လေးကကျတော့ကာကီယောင်လိုအယောင်လေးပေါ့နော်ဟုတ်လားကာကီယောင် တောက်ကြီးအောင်လို့အရာလေးပေါ့နော်သူကအရန်ချစ်စံကောင်းတယ်နော်သူ့ရဲ့အစင်လေးကအစံခွဲလေးလည်းပါတယ်အဲ့ဒီလိုမျိုးပုံစံတစ်ထည့်လုံးအနားအောက်ဆုံးကိုကျတော့ချိတ်ကလေးသုံးဆင့်သွားထားတာပေါ့နော်တပင်းနေလေးပဲတစ်ထည့်လုံးတပင်းနေခတ်ထားတော့အယောင်လေးရဲ့စမ်းနေအစင်လေးနဲ့ရှင်းရှင်းလေးနဲ့လာတစ်ထည့်ပဲရှိရယ်နော်ပရီမီယာပိုးပွားလေးပါတယ်ဈေးနှုန်းလေးက2,900တောင်မှာရင်ရင်လေးနဲ့လာရယ်နော်သူကပန်းချီလေးများတာကြိုက်တယ်ရောင်စုံလေးကြိုက်တယ်ဆိုတော့ဒါလေးမဟုတ်ဘူးပေါ့ဒါမျိုးမရွေးဘူးပေါ့နော် မရေးပါနဲ့ဒါလေးကတော့အဲ့လိုမျိုးပန်းချီနင်းမယ်ပြည့်ခါကျရင်အယောင်လေးလည်းနည်းနည်းဆန်းတာပေါ့နော်ကို့မှာမရှိသေးဘူးဆိုတော့ဒါလေးလေးကရှင်းရှင်းလေးနဲ့လာတယ်ဒါအသားညိုရင်လည်းလိုက်တဲ့အယောင်ပါနော်သူ့ရဲ့အယောင်လေးကလေညိုရင်တော့မှလေမျက်နှာလေးလင်းသွားနိုင်တဲ့အယောင်မျိုးတွေပါအရန်ကြီးတော့မဖြော့ဘူးပေါ့နော်မဖြော့ဘူးဖြော့ဖြော့လေးဝင်းလေးမရှိဘူးဆိုရင်တော့အတောက်လေးပေါ့နော်ဒါတော့အယောင်လေးကဖြော့ပြီးမဲ့လင်းနေပေါ့နော်နံပါတ်1ကိုလေးပါရှင် အယောင်လေးရောအစင်လေးရောသားနာလေးရောကောင်းတာမလို့ကြိုက်တဲ့သူရှိရင်ဒါလေးကတထဲပဲရှိတာလောလောဆယ်ရောတထဲပဲတအုပ်ထဲရှိတာပေါ့နော်အဲဒီဥစ္စာလေးကြိုက်ကြဆိုရင်ယူထားပေးပါဦးအဲဒီလိုအပွင့်ကလေးတွေကမြင်မြင်တသေးလေးနဲ့အရန်လှရယ်เนาะသူကလေအပင်အဲ့လိုချက်ပြင်ပုံစံမကြိုက်ဘူးဆိုရင်ဒါလေးတွေအဆင်ပြေရယ်ဝေးရတာလဲဟောပါပေါ့ပုပပပုံစံမျိုးလေးနဲ့ပွဲတက်လို့ရတာပေါ့เนาะလိုချင်တဲ့ဆိုယူထားပေးပါအောင်ရှင်